မြန်မာနိုင်ငံမှာငလင်ကြီးတွေထပ်ဖြစ်နိုင်တယ်ဆိုပြီးတော့ USGSA ခံမှန်းချက်အပြင်ကမှအခုကျွန်တော်တို့တွေကြိုတင်ခံမှန်းထားကြတဲ့အတိုင်းပါပဲငလင်တန်တဲ့ဒေသတွေမှာကေစရီလုံးနေကြတဲ့သူတွေကိုဒုက္ခပေးမဲ့မိုးလမ်းမပေါ်မှာငလင်ကို ကြောက်လို့ယာရီသည်တွေနဲ့အိနေကြတဲ့သူတွေကိုဒုက္ခပေးမဲ့မုံတိုင်းနော်လာမယ့်အကြောင်းကိုလုံးကနေရက်တွေကတည်းကကြိုတင်ခံမှန်းခဲ့ကြပါတယ် အခုလက်ထပ်ပြီးတော့အဲ့ဒီမုံတိုင်းမိုးသက်လေးပြင်းတွေကရက်တန်အောင်မှမဟုတ်တဲ့အတွက်ဘေးနေဘေးနေတွေမှာပြည်သူတွေအနေနဲ့အရေးကြီးယူဆရမလဲဆိုတာကိုကျွန်တော်နေနေမိုးလေဝသပညာရှင်အိုးနိုင်ရဲ့သင်ပြချက်တကူကောင်းထုတ်ပြီးတော့ပြည်သက်တွေကိုပြန်လည်တင်ဆက်ပေးပါမယ်ဗျဘင်္ဂလားပြည်လဲအော်ဘုံမှာ ဖြစ်ပေါ်တဲ့အောက်ကောင်းတဲ့လေပြင်းနဲ့ရောင်ဝင်တဲ့အဲ့ဒီလေပြင်းအားနဲ့ရောင်ဝင်အချိန်တရောက်မှုကြောင့်ရောင်ရင်းအလေမိုက်နေသားများမှာမိုးအနှဲငယ်မှာမိုးကြီးနိုင်မဲ့အခြေအနေဖြစ်ကြောင်း ဝင်းနယ်ကဆူလာခဲ့တာပဲဖြစ်ပါတယ်။အီဘီလာငိုင်းနေညနေပိုင်းအထိမင်္ဂလာပင်လယ်အော်တောင်ပိုင်းမှာဖြစ်နေတဲ့လေပွေလိုင်းဟာလီဘီယာနဲ့ရှမ်းဝန်အောင်ပြေလို့ခေါ်လို့မရသေးဘူး။အပြည်ပြည်ဆိုင်ရာမိုးလေဝသတင်းဌာနဂျီရီကလည်း embassy တော့တမန်ကြီးမရှိသေးပါဘူး။ဒါပေမဲ့ UCMWF Cyclone နဲ့ Genesis Check ကတော့အီဘီလာရှိနေမှာမိုးတိုင်းဖြစ်နိုင်ခြေ60ရာခိုင်နှုန်းဝင်းနယ်မှာ80ရာခိုင်နှုန်းရှိနေကြောင်းကြိုတင်ခန့်မှန်းထားလိုက်ပြီလေဖြစ်ပါတယ်။ LOAAGFS မော်ရယ်ကတော့အားကောင်းတဲ့လီဘီယာနဲ့ရှောင်းဝါဟာဘင်္ဂလားပြည်နယ်အော်မြောက်ပိုင်းကိုဥတည်ရေလျားနိုင်ကြောင်းဝန်ထမ်းတကူဖြစ်လာဖို့အတွက်တော့အသေးချမှုရှိသေးကြောင်းကိုဂျူဒင်ခမတ်ချက်မှာတွေ့ရပါရည်ဒီချိန်လေးကမြန်မာနိုင်ငံဘက်ကိုအနောက်အနောက်တောင်ဘက်နဲ့တောင်ဘက်ကလေးစီကြောင်းများမိုးတိမ်များနဲ့အတူအောက်ဖော်ပြဒေသတွေကိုမိုးတွေတဲဆောင်လာမှာဖြစ်ပါရည်အပိလာငိုင်းနေညနေပိုင်းနောက်ဆုံးခမ်းမချက်တွေရဆိုရင်မင်းညကမိုးရွာမှုတွေလေမြင့်တိုက်မှုတွေဖြစ်သွားတာကတော့ ရွာသားတွေမိုးကသဲထံပေမဲ့အချိန်မကြာဘူးနေရာချင်းချင်းရွာခဲ့တာကြောင့်မိုးများတယ်လို့ကျွန်တော်နေနေမခေါ်နိုင်ဘူးเนาะဒါပေမဲ့အေဘီလာဆက်တည့်ရနေ့ကနေဆက်တဝင်းနေ့เนาะမိုးလွယ်ပိုင်းအထိ58နိုင်ရအတွင်းမှာမိုးတင်းတင်းရွာနေတဲ့အချိန်တွေတွေ့ရတယ်လို့ဝေးနိုင်ကဆိုပါတယ်အေဘီလာဆက်နေနေ့မှာတော့မိုးကောင်းလာနိုင်ရမိုးအနေငယ်မှာမိုးကြီးနိုင်ပါ रे တဲ့တလင်းတိုင်တိုင်းမိုးမြင့်နေကရင်ပြည်နယ်ရောင်ဝတိုင်းအေရီတိုင်းဘူးတိုင်းနေပြီးတော့ကြားပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာနေရာဆစ်ဆိတ်နဲ့မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်းနေရာတွေမှာနေရာကျကျဲမိုးကြီးနိုင်တယ်ဆိုပြီးတော့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသီးလင်းကိုပြည်သူတွေကိုအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေအဒီရက်တွေမှာနော်အေဘီလာ7ရက်နေ့ကနေ7ရက်နေ့အတွင်းမှာအထူးကြိုးစားကြပါဗျာ။ချက်ပြီးတော့ကငလင်လုံနိုင်တဲ့အခြေအနေပါ။အမေရိကန်နိုင်ငံရဲ့ဘူမိဗေဒငလင်ကော်မတီဖြစ်တဲ့ USGS ကမြောင်းနိုင်ငံမှာ 6ရသမအထက်လှုပ်နေတဲ့ငလေးရဲ့ပမာဏက900ခိုင်နှုန်းမှရှိနေပြီးတော့9ရသမလှုပ်နေတဲ့ငလေးရဲ့ပမာဏကတော့ခမ်းမချက်တွေက60ရခိုင်နှုန်းမှရှိနေတယ်ဆိုပြီးတော့ခမ်းမပေးချရပြီဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေအထူးယူဆရပါမယ်။ USDSA ရဲ့ပြောကြားချက်ကတော့ဒီငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းတွေဟာရပိုင်တွေလပိုင်တွေမှာပြောင်းမှာမဟုတ်ပဲနှစ်ပိုင်းထိကြာသွားနိုင်တယ်လို့ခမ်းမပေးချရပြီဖြစ်ပါတယ်ဗျာ။ဒါကြောင့်ပြည်သူတွေအထူးယူဆရကြနော်။